မင်္ဂလာပါဒီနေ့တော့နံပါတ်2မြို့ကိုစစ်ကော်မရှင်တပ်ကပေါင်900ဘုံတလုံးကျဲချတိုက်ခိုက်အရက်သား3ဦးသေဆုံးကလေးပါဝင်10ဦးဒဏ်ရာရတဲ့တွင်ကြောင်မဲမြို့မှာအရက်သား2ဦးမေမြုံမိုင်းနင်းမိပြီးပွဲချင်းပြီးသေဆုံးတဲ့တွင်စတဲ့ Federal FN ရဲ့ဒီနေ့အော်တိုဘာလ2ရက်အတွက်နေ့စဉ်သတင်းတွေကိုကြားကြရမှာပါနောက်ပိုင်းမှာတော့နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးပါမယ် ျမ်းပြည်နယ်နမ်မတူမြို့ကိုစစ်ကောင်စီတပ်က Jet Fighter လေယာဉ်နဲ့ပေါင်900ဘုံးတလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်နမ်မတူမြို့ကိုစစ်ဘေးရှောင်လာတဲ့အရဲသား3ဦးသေဆုံးခဲ့ပြီးကလေးအပါဝင်10ဦးထပ်မံနေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNL ရဲ့စီးရီးနီးစပ်သူတူဦးက Federal FN ကိုပြောပါတယ်။ တအန်းတက်မတော် PSLF TNLA ထိန်းချုပ်ထားတဲ့နမ်မတူမြို့အတွင်းမှာရှိတဲ့ဘုံကြီးကျောင်းတစ်ခုကိုစစ်ကော်မရှင်တပ်ကလေရင်နဲ့ဒီနေ့အောက်တိုဘာလ2ရက်မနက်9:00နာရီဝန်းကျင်လောက်မှာဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ထိခိုက်ဒဏ်ရာရရှိသူတွေဟာအခုလက်ရှိမှာဈေးကူးသမှုခံယူနေပြီးတချို့ကဒဏ်ရာအပြင်းထန်ရရှိခဲ့ကြတယ်လို့သိရပါတယ်။မနေ့ကအောက်တိုဘာလ2ရက်မနက်7:00နာရီဝန်းကျင်လောက်မှာလည်း တအန်းတက်မတော် PSLF TNLA ထိန်းချုပ်မှုအောက်မှာရှိတဲ့မိုးကုံမြို့ကိုစစ်ကောင်စီတပ်ကပေါင်150ဘုံးနှလုံးကျဲချတာကြောင့်အမျိုးသားတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ရှမ်းပြည်နယ်ကြောက်မဲမြို့ကတုတ်တန်အနီးဝန်းကျင်မှာဒေသခံအရက်သားနှစ်ဦးမြေမြုံပိုင်းနေမိခဲ့တဲ့ကြောင့် ပွဲချင်းပြီးတည်ဆုံသွားခဲ့ရတယ်လို့ TNL ရဲ့စီရင်နှိဆက်သူတဦးထံကနေသိရပါတယ်စက်တင်ဘာလ29ရက်မနက်10:00နာရီဝန်းကျင်ကကအသက်ကြီးပိုင်းအရွယ်အမျိုးသားတဦးမိသချို့ထားတဲ့ရုပ်အလောင်းတွေကိုမြင်းမြုပ်ဖို့သွားရကနေမြင်းမြုံပိုင်းကိုနေမိခဲ့တာဖြစ်ပြီးအဲ့ဒီနေ့နေ့လယ်2:00နာရီအချိန်မှာပဲတုတ်တန်ကွင်းမြေမှာနွားလိုက်ရှာနေတဲ့နောက်ထပ်လူငယ်အမျိုးသားတဦးကလည်းမြင်းမြုံပိုင်းနေမိခဲ့တာလို့သိရပါတယ် အဲ့ဒီမြေမြုံပိုင်းကြောင့်တည်ဆုံးခဲ့ရတဲ့အရက်သားနှစ်ဦးကိုအခင်းဖြစ်ပွားရနေရာကနေပရာဟိတလူမှုကူညီရေးအသင်းကနေတွားရောက်တည်ဆောင်ပေးခဲ့ပြီးမိသကျို့ဖို့အတွက်ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။အခုဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုကြားကြရမှာပါ။အင်္ဂလန်လူမျိုးသိပ္ပံပညာရှင်နဲ့ကမ္ဘာလုံးဆိုင်ရာတက်ကြွလှုပ်ရှားသူအမျိုးသမီးဂျိန်းဂူတဲဟာအသက်62နှစ်အရွယ်မှာလောအိမ်ကျလင်းမြို့မှာကွယ်လွန်သွားပြီဖြစ်တယ်လို့သူတီထောင်ခဲ့တဲ့အဖွဲ့အစည်းကနေမနေ့ကထုတ်ပြန်ခဲ့ပါတယ်။ သူဟာ1960ခုနှစ်မှာမြောက်ဝန်ဒီအကြောင်းကိုအမျိုးသမီးသိပ္ပံပညာရှင်အနေနဲ့ပထမဆုံးရှာဖွေလေ့လာခဲ့သူဖြစ်ပြီးစမ်းသပ်ခန်းထဲမှာလေ့လာတာမျိုးမဟုတ်ဘဲနဲ့လက်တွေ့ကွင်းဆင်းလေ့လာခဲ့တဲ့ပထမဆုံးအမျိုးသမီးလည်းဖြစ်ပါတယ်။သူ့ကို1934ခုနှစ်မှာလန်ဒန်မြို့မှာမွေးဖွားခဲ့ပြီး1958ခုနှစ်မှာအရှေ့အာဖရိကမှာမြောက်ဝန်ဒီအကြောင်းကိုလေ့လာခဲ့တာဖြစ်ပြီးတော့မြောက်ဝန်ဒီကိုလေ့လာရာကနေထိန်းသိမ်းရေးအတွက် သုတေသနအဖွဲ့အစည်းဖြစ်တဲ့ဂျင်းဂူရဲအင်စတီကျူကိုတည်ထောင်ခဲ့ပြီးကွယ်လွန်ချိန်အထိတဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရေးကျန်းမာရေးနဲ့စီယုံရေးတို့ကိုဆောင်ရွက်ခဲ့ပါတယ်။ဒီသတင်းကိုရိုက်တာသတင်းဌာနကကိုးကားပြီးတော့ဖော်ပြထားတာပါ။ထိုင်းနိုင်ငံစိတ်ကန်းအာဏာပိုင် PAD ကရနောင်းပတ်စုံသုံးတယူပို့ဆောင်ရေးစီမံကိန်းကိုဖွင့်လှစ်ခဲ့ပြီးတရုတ်နိုင်ငံ၊လာအို၊ထိုင်း၊မြန်မာနဲ့တောင်အာရှတွေကိုထိုင်းနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းကနေတဆင့်ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတစ်ခုအနေနဲ့ဖန်တီးခဲ့တယ်လို့ ဘန်ကောက်စပို့သတင်းဌာနကဖော်ပြပါဗျ။မကြာသေးခင်ကမြန်မာနိုင်ငံရန်ကုန်စိတ်ကမ်းမှာတင်းမောတင်တင်းမောကိုစတင် ထားရှိခဲ့ပြီးတော့ရန်အောင်စိတ်ကမ်းရဲ့အချက်ချာကြတဲ့ရေချောင်းကုန်သွယ်မှုဗဟိုချက်အဖြစ်နဲ့ထိုင်းနိုင်ငံရဲ့အတမန်ကမ်းရိုးတန်းဒေသအတွင်းစီးပွားရေးကွန်ရက်တွေကိုချိတ်ဆက်ပေးတဲ့အခမ်းကဏ္ဍကိုမြင့်တင်ခဲ့တယ်လို့ PAD ညွှန်ကြားရေးမှူးချုပ်ကပြောပါတယ်။ရန်အောင်စိတ်ကမ်းဟာအာဆီယံနဲ့တောင်အာရှဒေသတွေတစ်လျှောက် ုံတွယ်မှုနဲ့ယင်းနှိမ့်နှံမှုအခွင့်အလမ်းတွေကိုချက်ထွင်မှုမဟာဗျူဟာအချက်အချာကျတဲ့နေရာတစ်ခုဖြစ်ပြီးအဲ့ဒီ project ဟာတုံးဆွဲသူတွေ operator တွေနိုင်ငံတကာကုန်စည်ပို့ဆောင်သူတွေနဲ့တင်မောလိုင်းတွေကြားယုံကြည်မှုတိစောက်ဖို့လည်းရည်ရွယ်ပါတယ်လို့ပြောပါတယ်။ထိုင်းနိုင်ငံရဲ့အတမန်ကမ်းရိုးတန်းဗျူဟာမြောက်အနေအထားမှာရှိပြီးတော့ရနောင်းစိတ်ကမ်းမှာလက်ရှိကွန်တိန်နာနဲ့အထွေထွေကုန်တင်ကုန်ချနှမျိုးစလုံးကိုပြုတ်လုပ်နေပြီးရနောင်းကို ကုံလန်ပို့ဆောင်ရေးဇင်းညံအစ်စ်နဲ့ထိုင်းပင်လယ်ကွေ့ကချုံပောင်ပြည်နယ်နဲ့ဆက်သွယ်ထားတဲ့အငင်းပွားပွဲရာတောင်ပိုင်းပို့ဆောင်ရေး project ရဲ့အနောက်ဘက် gate အဖြစ်လည်းအတိအမှတ်ပြုထားကြပါတယ်။ဒီသတင်းကို Bangkok Sport သတင်းဌာနကကိုးကားပြီးတော့ဖော်ပြထားတာပါ။ဒီနေ့အော်တိုဘာလ2ရက် Federal FN ရဲ့နိုင်စင်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုကြားခဲ့ရတာပါ။ကျွန်တော်တော့မှတ်ပါခင်ဗျာ။